ပြန်လည်မွေးဖွားလာတော့ဌာနဖရာအပိုင်း409စကိများချာမှ ကွာချမှုစကံများကဒီလိုနဲ့ကြော်လွန်နေခဲ့သည်ပွဲကြည့်စင်ပတ်တွင်ရှိနေကြသည့်လူအုပ်ကထိုင်ကုန်မှပင်ငြိမ်ငြိမ်မထိုင်နိုင်တော့အောင်ဖြစ်လာကြသည်သူတို့ကတိုက်ခိုက်နေသူများမဟုတ်ကြတော့လဲအချိန်တိုင်းတိုက်ပွဲကိုအာရုံစိုက်ထားကြရသည်၎င်းက နောက်ဆုံးပွဲဖြစ်သည်ဒီပွဲဤရလက်ကနှစ်ဖက်လုံးကိုအဆုံးဖြတ်ပေးနိုင်ပြီဖြစ်သည် အနိုင်ရသည့်ဘက်က ်ဥရိုပိုရို့စ်၏အစည်းအရုံးခေါင်းဆောင်နေရာကိုရမည်ဖြစ်သည် သူ၏အဖွဲ့ကလည်းအဖွဲ့သားများဖြစ်လာရပေလိမ့်မည်ရှုံးတဲ့ဘက်ကမူနဖျားနေမည်မှာထာဝရပြတ်ကွယ်သွားရမည်ဖြစ်ပြီး သူတို့နောက်လိုက်ပါသူများကလည်းအနာဂတ်တွင်ရုန်းကန်ရရမည်ရလအနေဖြင့်တက်ပွဲဤပြင်းအားကနှစ်ဖက်စလုံးကို စိတ်လှုပ်ရှားလာစေသည်အကြီးကဲများတောင်မှစိတ်တွေလေးလံလာကြတော့သည်လက်တစ်ဖက်မွေနင်လှုပ်ရရင် နင့်ရဲ့စွာတွေကိုထုတ်ပြလိုက်တော့လေမိနစ်20တောင်ကုန်သွားပြီနင်ကအခုချိန်ထိမောက်မှသလိုဟန်ဆောင်နေတော့မယ်နင့်ရဲ့အမျိုးအစားပေါ်ကြိုးတက်ရမှုရှိနေတာတော့မှ အခုလိုမျိုးညစ်ပတ်တဲ့လှည့်စားမှုနည်းလမ်းကိုတုံးနေသေးတယ်နင့်ကိုနင့်အရှက်မရှိဘူးလားချောက်ရဲ့ယူကអော်သည်သူမကမျက်ခုံးများကိုပင်ပင့်ကတိုက်ပွဲစင်မြင်ကိုသာလဲမျက်မှောင်ကျုပ်ပြီးကြည်နေတော့သည် အစကတည်းကလက်တပြတ်မွေကတိုက်ခတ်ရန်ဆန္ဒမရှိတာပဲဒီတိုင်းသာလျှင်ချိုးယူခြင်းစကေးကိုထုတ်ယူတုံ့ကြခြင်းဖြစ်သည်။ကြောင်ရယူကချက်ချင်းပင်တိုက်ပွဲစဉ်တွင်သူဝင်ကခရမ်းတိန်အစာတိုက်ခတ်ပေးခြင်းနေသည်။လက်တပြတ်မွေက မြင့်သက်သွားလေသည်။အနိုင်ရရှိရန်အတွက် သူကယခုလိုနေနေရခြင်းဖြစ်သည်။သူမ၏ပြန်ဘက်ကိုစောင့်ကြည့်နေရသည့်ခရမ်းတိန်ကမူအမြဲတမ်းအစ်စ်အနေထားထားနေရသည်။တစ်ဖက်သူ၏မြင့်သည့်လှုပ်ရှားမှုကိုမဆိုအာယုံစိုက်ထားရပေသည်။ အကောင်းဆုံးအနေဖြင့်တာမန်သူတစ်ယောက်ကနိုင်ယူဝတ်သားလင်းအယုံစူးစိုက်ထားနိုင်ပေသည်ဒီထက်ပိုချလာမည်ဆိုရင်သူတို့ဤစိတ်ပိုင်းဆိုင်ရာကအလွန်အမင်းမောပန်လာရတော့သည်သို့သောတိုက်ခိုက်နေသည့်အချိန်နှင့်အတွင်းတွင်ရှိနေနိုင်သည်သူတို့ကဒီထက်အချိန်ပိုကြလာလင်မှသာလင်သူတို့ဤတက်ွက်များတွင်သို့မဟုတ် ခုကံအားတွင်ဟာကွက်များရှိလာပေလိမ့်မည်။သို့သော၎င်းကခုကံအားပိုင်းဆိုင်ရာဆက်တက်မှုစကေးတစ်ခုများသာဖြစ်လေသည်။မြည်သူကမှရှောင်ရှားနိုင်လိမ့်မည်မဟုတ်ပေ။ ထိုချိန်တွင်ပင် တိုက်ပွဲကနိုင်ယူဝက်ကျော်လူနီးပါးဖြစ်လာခဲ့ခြင်းပြီကျောင်းရဲယူကသူမ၏အကန့်အသတ်အာယုံစိုက်ထားပေသည်တိုးတော်တစ်ဖက်သူကဒါလင်းတီးထက်ပိုးပြီးအချိန်ဆွဲလာတော့မည်ဆိုရင်သူမအနေဖြင့်ဟာကွက်များကိုထုတ်ပြမိနိုင်မည်။ကျွမ်းကျင်ပညာရှင်များကအချင်းချင်းတိုက်ခိုက်သည့်အခါတင်းငယ်သည့်အမားအယွင်းကတောင်တစုံတစ်ယောက်ကိုဥတီသွားနိုင်ပေသည်။ဟာပြိုင်ပွဲတွေအတွက်အချိန်ကန့်သတ်ချက်မှမရှိတာ။ဒီတော့ ူတို့ဘလို့တိုက်ခိုက်မလဲဆိုတာသူတို့ဘာသာရွေးချယ်ကြပါစေမင်းတယောက်ယောက်ကိုအပြစ်တင်ခြင်းနဲ့ဆိုရင်ကျွတ်တင်မစင်းစားတတ်တဲ့ကိုကိုကိုပဲအပြစ်တင်လိုက်တော့နည်းနည်းလေးနောင်တရတာနောက်ကျသွားတယ်မထင်မိဘူးလားနှလုံးနဲ့မြားကလည်းအော်ရဲကြသည်ကြောင်ရဲယူကရုတ်တရက်ပင်စွန့်အားသွားတော့သည်ဤစကားကမှန်ကန်ပေသည် အမှန်ပင်ပြန်ပွဲဝင်အတွက် အချိန်အကန့်တကာမရှိသားပေတို့ရရင်မြေသူကမှလက်တပြတ်မွေကိုဒီလိုလှုပ်လာလိမ့်မည်ဟုမထင်ခဲ့ကြချေ မူလအပြင်ကြောက်ရဲယူကလက်တစ်ပတ်မွေမိတို့အချိန်ဆွဲကဆက်လုလာမည်ကိုတည်ထားပြီးသားဖြစ်သည်။တွေ့ရရင်ဒီမျိုးမစစ်ကယခုလောက်အထိအချိန်ဆွဲလွန်နေသည့်အတွက်ကျွမ်းကျင်ပညာရှင်တယောက်ဤအခြေခံအပြင်ကိုကိုကိုလေးစားမှုပင်မရှိဘူးဟုပြောရပေးလိမ့်မည်။သူကအမှန်ပင်나이ဝတ်ကျော်လောက်အထိအချိန်ကိုဆွဲနေခဲ့သည်။ဒါကငါအမှားပဲ။လောက်ကျန်တက်ဖြတ်သူနဲ့ရင်ဆိုင်ရတဲ့အခါအချိန်ကတ်သက်ထားတည်နေဆိုတာကိုငမေ့သွားတယ်။ဂျန်ဒက်စ်တို့ကပြောလိုက်လေသည်။ ်စိတ်ပင်မန်းပုံရသည့်ခရမ်းတင်ကိုသူမှကြည်နေသည်ဒီလိုအရေးကြီးတဲ့ပြန်ပွဲက အခြေအနေမကောင်းနိုင်တော့ချေတန်တရာဝင်စရာမလိုလောက်အောင်ပင်၎င်းကသူမ၏အမှားဖြစ်ပေသည်ဒီလိုဖြစ်လာသည့်အတွက်ခရမ်းတင်၏အနိုင်ရနိုင်ချေကလျှော့ကျလာရတော့လေသည်မစိုးရိမ်မှလည်းစောင့်ကြည့်ပါခရမ်းတင်လည်းဘာဖြစ်လာနိုင်လဲဆိုတာသူမျောလင့်ထားပြီးသားဖြစ်မယ်လို့ငါထင်တယ်ရှိဖုံးကအကြံပေးလိုက်သည်သူဤအကြည့်များက သူဤအစည်းယုံတူ အဖွဲ့သားပေါ်တွင်သာရှိနေပေသည်ဒါပေမဲ့စိတ်ရေးထားပါရှီဖုန်းကအနှဲငယ်လေးတောင်မှစိုးရိမ်မနေပေလက်ရံမွေးကစကေးတစ်ခုထုတ်တုံထားတော့လေခရမ်းတိမ်ကိုအနိုင်ရယူရန်အတွက်မူခရီးရှည်ကြီးလိုအပ်သေးပေသည်နောက်ဆုံးနေမူနိုင်ရွက်အမှန်ပင်ကြော့သွားခဲ့တော်သည်သူ့အမြင်တွင်ဒီကလေးမှအကန့်အသတ်ကိုနီးကပ်နေပြီဟုထင်လေသည်ထိုအချိန်တွင်လက်ရံမွေးကခရမ်းတိမ်ကိုအဝေးမှအသေးချအခဲခတ်နေခဲ့သည် အမှန်စင်စစ်အားဖြင့်သူသည်နာယူဝအတွင်လှုပ်ရှားရန်အခွင့်အရေးများစွာရခဲ့ပြီးသားဖြစ်သည်။သူရရင်သူကငင်းဆန်ခဲ့သည်။တရားရဟိုင်းတို့တေချာရန်အတွက်ဘာသာရေးကောင်းဆောင်ကိုတက်ပြန်နိုင်ရန်ယခုအချိန်အထိစောင့်စားနေခဲ့ရခြင်းဖြစ်သည်။ခရမ်းတိန်ဤနှစ်ဖူးမှချွေးဆက်တွေပြန်လာသည်။သူမကအမြဲတမ်းအာယုံစုဆိုင်ကတတိထားနေရသည့်အတွက်အကန့်အသတ်ကိုရောက်ကြောင်းပြလာခဲ့တော်သည်။လက်တ တမင်ပင်လှည့်ဖြားနေခဲ့သည်။ကျွဲကျင်ပညာရှင်တယောက်၏အာယုခံစွမ်းအားအရာအတန်များကိုအလိုလိုတုံ့ပြန်သည့်အတိုင်းပင်ဖြစ်ပေသည်။တို့ရရင် ခရမ်းတိန်ကောင်မူထိုအရာကိုအာယုံမခံနိုင်မိတော့မတတ်ဖြစ်နေတော့လေသည်။တေချစွာပင် သူမအလွန်ပင်ပန်းချီပြီ။လက်လက်ပြတ်မွေအပြော်လွန်သွားလေသည်။သူကခရမ်းတိန်ဤကြောပိရာဘက်သို့စပိုင်းပုံတံလှည့်ဘက်ကသွားလိုက်ရင်နီးကက်တံနီးကက်လာတော့လေသည်။ဆယ်ခိုင် ငါးကိုင်သုံးကိုင်တိတ်မကြခဲ့အချိန်တွေပဲလက်တပံမွေးကခရမ်းတိန်အင်းအနောက်သို့ရောက်သွားခဲ့လေသည် သူ့လက်ထဲတွင်ရုတ်တရက်ပေါ်လာသည့်ဓမြောင်မှ အလင်းကိုတောက်ပါစီလျက်ကောင်မလေးဤပခုံးကို ထုတ်ခုတ်လေတော့သည်၎င်းကခြုံကိုတိုက်ခတ်ခြင်းဖြစ်ပေသည်ဤကဲ့သို့တိုက်ခတ်ခြင်းက၄စက္ကန့်အတွင်းပင်ပြစ်မှတ်ကိုတေးသွားစေနိုင်သည်နတ်ဖျားနေမည်ဤအစုံပိုင်းအစစ်တွင်ဆိုလေစကီးဖိရှားခြင်းကိုထိန်းချုပ်သည့်အဖြစ်ပြက်မျိုးကရှားပါပေသည် ူဤတိုက်ခွက်ကကြာရှုံးသွားသည့်အချိန်တွင်လက်တပြန်ပွေးကသူမကိုတန်ကျိုးစကိတ်ကိုထုတ်သုံးပြီးခက်မြန်မြန်တက်နိုင်ပေလိမ့်မည်။အနှံ့ရရန်တေချာစေဖို့အတွက်လက်တပြန်ပွေးကသူဤဒုတိယအဆင့်အရှိန်နှုံးခုံနှုံးကိုပင်ထည့်သုံးလိုက်လေသည်။ခရမ်းတိန်ကသူဤတက်ခွက်ကိုရှာတွေ့သွားလျင်ပင်သူမအနေဖြင့်တားဆီးရန်မဖြစ်နိုင်တော့ချေ။တဲ့ပြဲမွေဤဓမြောက်ကဘာသာရေးကောင်းဆောင်ထံနှိမ့်မြုပ်တော်မြေအချိန်တွင်ခရမ်းတိန်ကကျေလောင်သည့်ဟိန်တန်ကို ထုတ်လွှတ်လိုက်လေသည်။ ကြောက်မက်ဖွယ်ဟိန်တန်။၎င်းကြောက်မက်ဖွယ်ဟိန်တန်ကရှစ်ကဲ့အတွင်းရှိသည့်လူတိုင်းကိုကြောက်လန့်သွားစေသည်။ကြောက်လန့်သွားသည့်ကစားသမားများကတေချာပေါက်ခန္ဓာကိုယ်ကိုထိမ့်ချုပ်ဆွမ်းအားဆုံးရှုံးသွားမည်ဖြစ်သည်။ရုတ်တရက်ဆိုသလိုပင်ခြုံခုတိုက်ခိုက်သည့်တက်ကွက်ကခရမ်းတိမ်သို့ရောက်သွားခဲ့တော်လဲသူမက ဖြောတော့သည့်အချိန်လေးသို့ဝင်ရောက်သွားခဲ့ကမလှုပ်ရှားနိုင်တော့ချေ။သို့တော်ဒီအချိန်တွင်ပင်လက်တပြတ်မွေးကလည်းကြောက်မက်ပွဲဟင်းတဲ့ကြောင့်ကြောက်လန့်တုန်လှုပ်နေသည့်အချိန်ဖြစ်နေခဲ့သည် ခရမ်းတင်ကအံ့ဩစရာပဲသူမကနောက်ဆုံးမှ အချင်းကကြောက်မပွဲဟင်တန်ကိုထုတ်လွှတ်နိုင်ခဲ့တယ်အခုဆိုရင်တယောက်ကိုတယောက်ထိခိုက်အောင်မလုပ်နိုင်တော့ဘူးနောက်ပြီးလက်တပြက်မွေးကရှိတဲ့နေရာထွက်ပေါ်သွားပြီဆိုတော့တခြားဘောက်သူ့အနေနဲ့ဒီအခွင့်အရေးကိုဆုံးရှုံးသွားပြီပဲနောက်တစ်ချိန်ကျရင်ခရမ်းတင်ကလက်တပြက်မွေးနီးကပ်လာတဲ့အကွာအဝေးကိုထွက်ဆနိုင်နိုင်တယ်သူမကသူ့ကိုအလဲသိပ်ပြီးအပြည့်ရှင်းနိုင်လိမ့်မယ်ကျောင်းရဲ့ယူကအဝေးမှာခံမှန်းနေသည်တို့ရရင်ဂျက်ဒက်စ်တို့ကပြောသည် မဟုတ်ဘူးစနိုဘာပြဿနာရှိလို့လဲကြာဝေယူကတိချင်လာတော့လေသည်လက်ထမမွေကအစ်စ်24ခရင်က22ပဲရှိသေးတယ်သူတို့ရဲ့ထိန်းချုပ်တဲ့စကေးတွေက၄စက္ကန့်ပဲကြံ့ကြာမှုရှိလိမ့်မယ်လက်ထမမွေကတော့နှစ်ဆင့်ပို့နေတယ်ဒီတော့ကြောက်မက်ပွဲဟင်းတန်းကတေချာဘောက်အနေငယ်အားပြော့သွားစေလိမ့်မယ်အများဆုံးဖြစ်နိုင်ချေရဆိုလို့ရှိရင်၃.၅စက္ကန့်လောက်နဲ့တက်ရမှုကပြေသွားနိုင်လိမ့်မယ် ဒါပေမဲ့ခင်ရတိန်ကတော့၄စက္ကန့်အတိအကျတက်ရောက်ခံရလိမ့်မယ်။လှည့်လည်မဲ့မွေကနောက်ထပ်အခွင့်ရေးအတွက်သူရတဲ့မှာ၅စက္ကန့်လောက်ပိုင်ဆိုင်နေလိမ့်မယ်။ဂျန်ဒက်စ်တို့ကတိမ်ငယ်သည့်အမှုရာဖြင့်ပြောလေသည်။ခရန်တိန်ကနောက်ဆုံးတွင်တိုက်ွက်ကိုထုတ်သုံးနိုင်ခဲ့တော့လဲအစ်စ်ကွာကြချက်ကရှိနေသေးသည်။နင်ဆိုလိုတာငါတို့ရှုံးမှာလား။ကျောင်းရဲ့ယူအီအမှုရာကပြောင်းလဲသွားရပြန်သည်။ချောင်းချန်းဝါရောင်မှ အောင်နိုင်မှုရတော့မည်ကဲ့သို့ပင်ပြုံးနေပေသည်လက်တပံမွေးကသာဒီတက်ရောက်မှုထိန်းချုပ်ခံလိုက်ရခြင်းမှာအဆုံးသက်ခံလိုက်ရသည်နှင့်နောက်ထပ်တိုက်ွက်ကိုချက်ချင်းရွှေ့ပေးနိုင်ပေလိမ့်မည်တို့ရရင်ရှီဖုံးကရုတ်တရက်ပြုံးကပြောလိုက်သည်မဟုတ်ဘူးကျွန်တော်တို့နိုင်ပါနိုင်မယ်ဟုတ်လားကြောင်ရဲအားကရှီဖုံးကိုလှည့်ကြည့်သည် သူမကခက်တိုးတိုးပြောသည်ဒါပေမဲ့ခရမ်းရဲ့အခုလိုမျိုးဖြတ်တော့နေတဲ့အခြေအနေကလက်တွေမှမွေထပ်ပူကြနေရလေ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲစောင့်ကြည့်လိုက်ပါရှီဖုန်းကရှင်နေသည်ဘာလဲရှီဖုန်းကကြည့်ရှုသူတိုင်းကိုစိတ်ရှုပ်ထွေးစေသည်တို့ရရင်ရှီဖုန်းကဲ့သို့ကျွမ်းကျင်ပညာရှင်တယောက်ကဒီလိုအမြင်မျိုးကိုကြိုးပြီးခွက်ကြော်မြင်နိုင်ကကိုပိုင်အကြောင်းပြချက်လည်းရှိထားပြီးသားဖြစ်သည်သို့တော့ရှင်းပြလိမ့်မည်မဟုတ်ချေပောက်ကြရီနှလုံးနက်ကလည်းရှီဖုန်းရှိရာဘက်သို့လှည့်ကြည့်ရင်အော်လေသည်သူကပြောသည် ။နတ်ဘုရားနေမီကအစ်စ်မြင့်ဖီအားကိုအာရုံခံမိတယ်။တာမန်တိမြင့်စွမ်းအားလောက်ပဲရှိတာပဲ။အစ်စ်သုံးစင်ကွာနေတာတော့မှတေချာပေါက်ခံစားရမှာပဲ။လက်တဲ့မဲ့မွေကသူ့ထက်နှစ်စင်ပဲမြင့်နေရလေ။ဒီတော့စကီးရဲ့တက်ရမှုကအာနေသွားတယ်ဆိုပေမဲ့ကျူတင်ပြောဖို့ကလိုပါသေးတယ်။နှလုံးနဲ့မြားကစကားဆက်ပြောရမည့်အချိန်တွင်ပင်တိုက်ပွဲစဉ်မြင့်တွင်တွင်ခရမ်းတေကရုတ်တရက်ဆိုသလိုပင်လက်တပြတ်မွေးထက်ချူပြီးတတ်တာလာလေတော့သည်။မဟုတ်ဘူးဘလို့ဖြစ်နိုင်မလဲ။ ုံးဆက်ကန်အောင်လို့သေးရဲ့လေနှလုံးနဲ့မြားဤမျက်လုံးတွေကပြူကျဲသွားသည် ရှီဖုံးကမူမအံ့ဩသည့်တဦးသီးသောသူသားဖြစ်သည်မိသူကမှခရင်တိန်ကမိသည့်အတွက်ကြောင့်အမြန်တက်တာသောကြောင့်နားမလည်ကြတော့ချေနှမျောစရာပဲငါတက်နှစ်ဆင့်မြင့်နေပြီမဲ့ငါကစကေးဆွင့်ပြူမြင့်နေခရင်တိန်ကလက်ပြမွေးကဲ့သို့မထင်းချုံနိုင်လောက်အောင် နေရာတွင်တုံ့ရင်နေသည်ကိုကြည်ကထော့တော်စွာပင်ပြုံးလိုက်ရင်သူမလက်ထဲရှိထုတ်တံကိုဖွေရန်လိုက်လေသည် အနေရမောဂတာအခင်းချင်းကလက်တပြတ်မွေဤခြေအောက်တို့ခြေထောက်အောက်တို့ဖြစ်တည်လာတော့လေသည်ကောင်းတယ်ငါမှအခွင့်ရေးရပြီလက်တပြတ်မွေကဲ့သို့စိတ်ပြတ်အာရုံနေသည်သူကမျောလင့်ချက်ကို တွေးလိုက်ရသည် ခရမ်းတေကဒီလိုအချင်းကြာကြီးစင့်ခေါ်ခံရသည့်ဂါထာမျိုးကိုတုံးပြီးအယူးလှုပ်ချင်နေလေသည်လက်တပြတ်မွေကသူဤခန္ဓာကိုယ်ကိုမထိန်းချုပ်နိုင်သေးတော့လေအသက်များကိုကြားနေရပေသည် သူ၏ခြေထားအောက်သို့ရောက်လာသည်မော့အခင်းချင်းကတဆက်ကန့်ခန့်ပြည့်ပြည့်စုံရန်လိုအပ်လေသည်ထိုအချိန်တွင်သူကကြောက်လန့်နေသည့်အချိန်မှရုံထွက်နိုင်ရန်တဆက်ကန့်လောက်ပင်မလိုတော့ချေထိုအချိန်မျိုးတွင်ခရမ်းတိန်၏ဂါတာမပြီးဆုံးသေးခင်အချိန်မှပင် သူကလှုပ်ရှားနိုင်မည်ဖြစ်သည်သူရာတွင်၎င်းအချက်ကိုဘေးဖက်ထားမည်ဆိုလျှင်ခရမ်းတိန်ကဆက်လက်၍ဂါတာကိုမန်းမုံနေခဲ့လေသည်၃၅စက္ကန့်ပြည့်တော်မည့်အချိန်တွင်ပင်တက်တပြက်မွေးက ပျောက်ွယ်စကေးကို ထုတ်သုံးရန်အသင့်ပြင်ထားလိုက်လေသည်။ဘာဖြစ်သွားလဲ။ယုတ်တရက်ဆိုရင်သူဤခန္ဓာကိုယ်ကိုမထိန်ချုံနိုင်တော့ကြောင်းသိလိုက်ရလေသည်။ထိုအချိန်တွင် ခရမ်းတိန်ခင်းကျင်းထားသည့်မော်ကာတာ အခင်းချင်းက အသက်ဝင်လာတော့လေသည်။စကေးအစင့်တဲ့အစင့်မြင့်ကာတာအနှက်ရောင်အလောင်းအပိုင်း၄၀၉ပြီ။